င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကအပြစ်ရကြေညာပြီးတနိုင်ငံလုံးလေးချောင်းတိုက်ခိုက်ထိုးစစ်ဆင်နေတော့လဲတိုင်းဒေသလက်နက်ကင်များရှာရင်အပြစ်ရထားဖို့မင်းအောင်လိုင်ကပြောပြနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်စီကအပြစ်ရကြေညာပြီးတနိုင်ငံလုံးလေးချောင်းတိုက်ခိုက်ထိုးစစ်ဆင်နေတော့လဲတိုင်းဒေသလက်နက်ကင်များအနေနဲ့ရှာရင်အပြစ်ရပြီးဖို့အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကပြောဆိုပါရီမင်းကနီးပြီးတော့မှပြုလုပ်တဲ့ငလင်ပေးအတွက်လူငယ်ပေးရပဲခန်းနာမှာ၎င်းကထပ်ပါတိုင်းပြောဆိုလာတာပါငလင်ပေးပြန်လည်ထူထောင်ဖို့အတွက်စစ်ကောင်စီက အီပီလာ၂ရက်မှအခုမေလအကုန်တင်ယာယီပြကတ်တိုက်ခိုက်မှုရဲ့စင်ကာနာသတ်မှတ်ထုတ်ပြန်ထားကြောင်းဒါကြောင့်နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများနဲ့သက်ဆိုင်သူများအနေနဲ့ယာယီပြကတ်ရဲ့စင်ထားခြင်းပေါ်လေးထားစဉ်းစားပြီးလိုင်းနာဆောင်ရွက်ပြီးကြဖို့တိုက်တွန်းလိုကြောင်းမင်းအောင်လိုင်ကဆိုပါတယ် ဒါပေမဲ့ငလင်ပင်အကြောင်းပြပြီးအပြစ်ခံရတယ်လို့စစ်ကောင်စီကကြေညာထားတော်လဲလက်တွေမှာစစ်တပ်ကပဲပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဆောင်ရွက်နေကြောင်းအာဆီယံနဲ့နိုင်ငံတကာအနေနဲ့စစ်ကောင်စီရဲ့ဟန်ပြအတူရာလူသားချင်းစာနာမှုပြစ်ခတ်ရဆိုင်ပေါ်ဆက်လက်ရှုံးကြည့်ပေးဖို့မဖြစ်တင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG တမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကမေလ29ရက်နေ့မှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်အာဆီယံအပါအဝင်အိန္ဒိယချင်းနိုင်ငံများနဲ့နိုင်ငံတကာအတိုင်းဝိုင်းကစစ်ကောင်စီရဲ့အတူရာဟန်ဆောင်လူသားချင်းစာနာမှုပြစ်ခတ်ရဆိုင်ပေါ်မှာဆက်လက်ပြီးရှုံးကြည့် မှုပေးနိုင်ပုံမဖြစ်နိုင်တော့ပါဘူး။မေလ22ရက်နေ့ကစကိုင်းတိုင်းအိုးတိန်တွင်ရွာစတင်ကြောင်းကိုဂျက်ဖိုင်တာနဲ့ပုံကျဲတိုက်ခိုင်းလို့ကျောင်းသားလူမမင်များနဲ့ဆရာမအပါဝင်24ဦးထပ်မံတည်ကြည်ခဲ့ရပြီးတရားကြောထိခိုက်ဒဏ်ရာရခဲ့တာကစစ်ကောင်စီရဲ့အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကမကြခင်ကရရှိခဲ့တဲ့ခိုင်မာတဲ့တပ်တီတာရကတစ်ခုပဲဖြစ်ပါတယ်။ အရသားတွေစာတင်ကြောင်းစင်းယုံစီကံမတန်ပုံကျဲတိုက်ခိုက်မှုတွေနဲ့စကစထန်လင်းရင်စီရောင်းဝယ်နေရာတွေကိုပြင်းထန်စွာဆန့်ကျင်ပြီးဒီလိုမလုပ်ပေးနိုင်အောင်လက်တွေ့ကြပြီးထိရောက်တဲ့ပြည်အပအရေးယူမှုတွေဆောင်ရွက်တင်ပါတယ်လို့ NUG သမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါတယ်အကြံဖတ်စစ်ကောင်စီက2023ခုနှစ်ဇန်နဝါရီလမှ2025ခုနှစ်မေလ12ရက်နေ့မှာစစ်ကောင်စီကစစ်ဖြစ်ပွားမှုမရှိတဲ့ဒေသတွေကိုလေကြောင်းတိုက်ခိုက်မှု2900နီးပါးပြုလုပ်ခဲ့ကြောင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တိစုံသူပေါင်း3000ကျော်ဒဏ်ရာရသူပေါင်း9000ကျော်ရှိခဲ့ပြီး ကလေးတငယ်ရှားချီတည်ဆုံခဲ့ကြောင်းစတင်ကျောင်းပေါင်း140ပျက်စီးပြီးစည်းရုံစည်းကမ်းနဲ့ဘာသာရေးအဆောင်ပေါင်း900ကျော်ပျက်စီးခဲ့ကြောင်းသိရပါတယ်။မေလ29ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရကကြေညာချက်တည်းရထုတ်ပြန်ခဲ့ပြီးအဆိုပါကြေညာချက်မှာအာဆီယံရဲ့ဥဆောင်မှုနဲ့နိုင်ငံတကာမှပါဝင်တဲ့စနစ်ကြတဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရန်တရားမျိုးမရှိပါကအရက်သားပြည်သူများကိုထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ကြောင်းတရားဝင်အသိပေးထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့စစ်ကောင်စီကလော်ဘီအားကိုးနဲ့သတင်းမှားလွှင့်မှုအရှိန်မြင့်လာနေချိန်စစ်တပ်ထောက်ခံသူအချင်းချင်းပြန် ံဖမ်းခိုင်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီက၎င်းတို့ကိုထောက်ခံတဲ့ lobby တွေအကူနဲ့တရင်မှလွှင့်မှုအရှိန်မြင့်လာချိန်မှာစစ်တပ်ထောက်ခံသူအချင်းချင်းလူမှုကွန်ရက်မှာတစင်ပြန်လည်ဖမ်းဆီးခိုင်းနေကြောင်းသိရပါဗျ။ စစ်တပ်ထောက်ခံသူနေဝင်းတုံးက၎င်းရဲ့ Facebook လူမှုကွန်ရက်အကောင့်မှတဆင့်ဇော်ဘုံဟင်းကိုပြန်လည်ဖမ်းဆီးခိုင်းနေခြင်းဖြစ်ပါတယ်စစ်ကောင်စီတပ်ထိတ်တန်းရရှိတွင်တကတိုင်းမှုပုံမှုနဲ့ခောက်ကွင်းဝန်တန်းတွေကိုဇော်ဘုံဟင်းကဆဲဆိုနေတယ်လို့နေဝင်းတုံးကဆိုပါတယ်အလဲမိုင်းနိုင်စစ်ဌာနချုပ်တိုင်းမှုပုံမှုချုပ်ကျော်ကိုထိုင်းတီဇော်ဘုံဟင်းက၎င်းရဲ့ TikTok လူမှုကွန်ရက်မှတဆင့်ဆဲဆိုနေတယ်လို့ပြောဆိုလာပါတယ်လူကြီးအမည်ကိုခုတုံးလုပ်ပြီးဆဲဆိုရိုင်းဆိုင်နေတာမတင်တော့ပါဘူးထိန်းသိမ့်တဲ့တာဝန်ရှိသူတွေထိန်းမှာဒီလောက်လာပေါင်းများစွာဆဲဆိုလာပြီးအဖမ်းမခံရတော့တချို့တွေကဒို လို့သူလို့နဲ့တကယ်ထင်လာလीသူကလည်းစဲကျင်ရစဲလီပဲမစဲလို့ဆိုပြီးပြီးခဲ့တဲ့နှစ်ရက်တာကာလပဲရှိမယ်လို့စစ်တပ်ထောက်ခံသူနေဝင်းထုံးကပြောပါတယ် ။အဲဒီလိုစော်ဘုံရင်ကလူသိရှင်ကြဆဲဆိုနေတာကိုတာဝန်ရှိသူစစ်ကောင်စီအရာရှိတွေကအလွန်ကြည်ကောင်းနေရလို့မေလ29ရက်နေ့လယ်ပိုင်းမှာရှိတာပြောဆိုထားပါတယ်။အဓိကစစ်တပ်ကိုထောက်ခံပြီး PDF တွေကိုတပ်ဖြတ်ဖို့ဖမ်းဆီးခိုင်းတာတွေပြီးတော့တက်တွင်းနဲ့ထိသွားပြီးဟောပြောတာတွေ၊ကျောင်းထဲမှာဝါရဖြန့်စကားတွေပြောတာဒါတွေကိုအဓိကထားပြောဆိုတာအဲ့ဒီပဲစော်ဘုံရင်ကစစ်တပ်ထွက်ပင်ရာတို့မသိဘူးလို့စစ်တပ်ထောက်ခံသူတွေကိုစောင့်ကြည့်လေ့လာနေသူတအုပ်ကပြောပါတယ်။ဒီလိုစစ်တပ်ထောက်ခံသူအချင်းချင်းပြန်လဲဖမ်းဆီးခိုင်းနေခြင်းနဲ့ပတ်သက်ပြီးဒီမိုကရေစီလို လာပြီးအာနာသိန်းစစ်တပ်ဆန့်ကျင်သူတော်လိုင်းအင်အားစုတွေက၎င်းတို့ချင်းချင်းမနာလိုလို့ရန်ဆောင်ကြခြင်းဖြစ်ကြောင်းမှတ်ချက်ပေးပါရယ်စစ်ကောင်စီရန်ကြောင့်အင်းကြီးချင်းနိုင်ငံကိုရှောင်တိန်နေတဲ့အမျိုးသမီးတောင်းကလည်းအချင်းချင်းဆက်ခွက်လူနေတာပြီးရင်စစ်တပ်ကဖမ်းခံနေရမြင်ရအောင်မဲ့အချင်းချင်း ဖိုင်နေကြတာကောင်းတယ်လို့ပြောဆိုပါတယ်။ဇော်ဘုံဝင်ကစစ်ကောင်စင်ကပြီးခဲ့တဲ့မေလ12ရက်နေ့မှာចောင်းသားကလင်းငယ်ဆရာမစုစုပေါင်း24ဦးတင်ဆောင်ခဲ့ရပြီးလူတရာခန့်တန်ရာရစေခဲ့တဲ့သကိုင်းတိုင်းတပရင်မြို့နယ်အိုးထိန်တွင်းရွာရှိစာတင်ចောင်းဘုံကျဲတိုက်ခတ်မှုဖြစ်စဉ်ကိုမဟုတ်မှန်ကြောင်းသတင်းမှဖြန့်ခဲ့သူတအုပ်ဖြစ်ပါတယ်စစ်တပ်ထောက်ခံသူတွေကအာနာသိမ်းပြီးနောက်စစ်တပ်ရဲ့ဝါရဖြန့်ရန်နေရာမှာအဓိကနေရာကပါဝင်လာပြီးအခုနောက်ပိုင်းပမော်မျိုးသိန်းတိုက်ပွဲသတင်းများနဲ့ပုံကျဲတိုက်ခိုက်မှုသတင်းများတွေကိုပြောင်းပြောင်းတင်းတင်းသတင်းမှဖြန့်လာနေကြောင်းသိရပါတယ် ဆက်လက်ပြီးတပ်ပေါင်းစုစည်းညီညွတ်မှုမှတည်ຫນွေဦးအောင်ပွဲစီဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ်။တော်လိုင်းကာလာအချိန်တစ်ခုထိရောက်ရှိလာတာနဲ့ဒပြိုင်နဲ့စစ်ကောင်စီကိုတော်လိုင်းတိုက်ခိုက်မှုတွေနေရာနဲ့တိုးပွားလာတယ်လို့တော်လိုင်းတပ်ဖွဲ့တပ်ဖွဲ့နဲ့တပ်ဖွဲ့ကြားစည်ရင်းနိုင်ငံရေးရာပူးပေါင်းဖော်ဆောင်မှုတွေလည်းရှိလာခဲ့ပြီးဖြစ်ပါတယ်။ရခိုင်တပ်တော် AATNL MNDA တပ်များကလည်းညီနောင်မဟာမိတ်တပ်ဖွဲ့အဖြစ်စုဖွဲ့ပြီးစစ်ကောင်စီကိုတော်လိုင်းတိုက်ခိုက်နေကြတယ်လို့ချင်းပြည်နယ်မှာလည်းချင်းညီနောင်ဖွဲ့တွေဖြင့်စုဖွဲ့ကြပြီးချင်းဒီသာကန်တော်လိုင်းတပ်ဖွဲ့တွေကအကြမ်းဖက်စစ်ကောင်စီကိုတော်လိုင်းတိုက်ခိုက်လျက်ရှိပါတယ်။ ။ဒါအပြင်တဝဲခရိုင်တပ်ပေါင်းစုဖွဲ့တွေဖြစ်တဲ့တင်းရချောင်းပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖတင်းရချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့တဝဲတောင်ပိုင်းပြည်သူ့ကာကွယ်ရေးဖွဲ့တဝဲလူငယ်လက်ယုံတပ်တဝဲနဂါတပ်ခွဲနှင့် ဒေါမင်းစစ်စင်ရေးဖွဲ့တဝဲခရိုင်မှတ်1တရင်တ1တဝဲခရိုင်မှတ်2တရင်တ5နဲ့တရုံးဖွဲ့များမှစစ်စင်ရေးတွေပူးတွဲလှုပ်ဆောင်နေပြီးစစ်ကောင်စီကိုအမြင့်ပြတ်တော်လှန်နေကြပါတယ်။ K3C လိုအမည်ပေးထားတဲ့ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KYO ၊ကရင်မျိုးသားစီယုံ KNU ၊ကရင်နီမျိုးသားတိုးတက်ပါတီ KNPP နဲ့ချင်းမျိုးသားတပ် CNF တို့ကလည်းစီးရေးနိုင်ငံရေးအတွက် KNU ရဲ့မဟာမိတ်တွေဖြင့်တရဝင်းတပ်ပေါင်းစုဖွဲ့ကအကြမ်းဖက်စင်အုပ်စုပြုတ်ကြဖို့အတွက်စုပေါင်းဆောင်ရွက်နေရလည်းဖြစ်ပါတယ်။အညာဒေသတခွင်မှရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ပါကဖာ ပါပါပါလာဖာလို့ခေါ်တဲ့ပါသုံးလုံးရန်နီးယားတွေကလည်းလက်တွဲညီညီချိတ်ဆက်မှုတွေနဲ့တူနေမြေစုံမွေးလုပ်ငန်းတွေပေါ်ဆောင်လာနေပြီဖြစ်ပါတယ်။ဒါကြောင့်ပုံရံသူကိုကွဲကွဲပြားပြားသိမိပြီးပုံရံသူအကြမ်းဖက်စစ်ကောင်စီပြုံးချပေါ်အတွက်စည်ရင်းနိုင်ငံရေးတပ်ပေါင်းစုဖွဲ့လာကြတာကိုတွေ့ရပါတယ်လို့ຫນွေဥတော်လိုင်းရဲ့အရေးပါတဲ့ပြောင်းလဲတိုးတက်မှုတစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ အခုလိုစီးရင်နိုင်ငံရေးစုဖွဲ့မှုတွေကနေတပ်ပေါင်းစုစီးညီညွတ်မှုမှပြီးຫນွေဦးတောင်ပွဲစဉ်ကိုအမြန်ဆုံးအရောက်လှမ်းနိုင်မှာဖြစ်ပါတယ်စီးလုံးညီညွတ်မှုနဲ့စုပေါင်းအင်အားကဘယ်လိုအရာမျိုးနဲ့ချိုးဖဲ့ဖြည့်ဆည်းခြင်းကိုမှလက်ခံနိုင်မှာမဟုတ်ဘူးလို့ပုံရံသူစစ်အာဏာရှင်ကြဆောင်ရင်းနဲ့ Federal Democracy နိုင်ငံတည်တိဆောက်ဖို့အတွက်အရေးပါတဲ့အရာတစ်ခုဖြစ်ကြောင်းရှင်းသားထားပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့ဝါတက်ဖွဲ့ဟာတိုင်းနိုင်ငံအတွက်ထိန်းချုပ်မှုလို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဝါတက်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေတွေကမြန်မာမှာတိုင်းနိုင်ငံကိုမူရင်းအစည်းအဝါတွေမှောက်ခုံပြုလို့ရအဓိကနေရာတစ်ခုဖြစ်ပြီးတိုင်းနိုင်ငံကကင်တွယ်ဖြည့်ရှင်းဖို့လိုအပ်တယ်ဆိုတဲ့ထိုင်းဝင်ကြီးချုပ်ဟောက်သက်စင်ရှင်နာဝတ်ရဲ့ပြောကြားချက်ကိုဝါတက်ဖွဲ့ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကအချင်းမြင့်မရှိတဲ့ဆဆွဲချက်တစ်ခုဖြစ်ပိန်ချလိုက်ပါတယ်။ဝါနေမြေမှာမူရင်းအစည်းအဝါတွေလာတယ်ဆိုတာမူရင်းအစည်းအဝါကုံသွဲမှုမှာဝါတက်ဖွဲ့ပါဝင်တယ်လို့ဆိုလိုတာမဟုတ်ဘူးလို့၎င်းကဆက်ပြောပါတယ်။ကျွန်တော်တို့က နေဆက်တီတာမှနေထိုင်တာဖြစ်လို့ပြည်တွင်းမှာမွေးရင်စေဝါမှောင်ခုတ်ကူးမှုတွေကနေဆက်ကိုမြည်ကြီးလက်ခတ်မလွဲဖြတ်တန်းမှာဖြစ်တယ်လို့ဆိုပါတယ်ထိုင်းနိုင်ငံကမူရင်စေဝါနိုင်နေမှုပြုလုပ်ဖို့ကရှန်သူတွေကိုတနားညာတာမှုမပြသင့်ဘူးလို့မူရင်စေဝါထိန်းချုပ်ရေးဘုတ်ဖွဲ့ယုံမှတက်စင်ကပြောပါတယ်။ထိုင်းဆိုညာကမြန်မာစစ်ကောင်စီကို တလားဓမ္မမုံနလအတွင်းမွေးရင်စေဝါပြဿနာကင်တွဲဖို့တွန်းအားပေးဖို့သက်စင်ကတိုက်တွန်းခဲ့ပြီးမအောင်မြန်မာကတိုင်းရိုက်ချောင်းဝင်ဆွတ်ဖက်ဖို့လိုအပ်မှာဖြစ်ကြောင်းမွေးရင်စေဝါထုံးလုံးမှုဆက်ရှိနေပါကရန်လိုတဲ့လုံရည်ဖြစ်သတ်မှတ်ရမယ်လို့၎င်းကဆိုပါတယ်။ထိုင်းစိုးရရဲ့မွေးရင်စေဝါတိုက်ဖြတ်ရေးအတွက်အသုံးဝင်တဲ့လက်တွေ့ကြတဲ့ဘလို့သတင်းချက်လက်မျိုးကိုမစိုးအမြဲကြိုဆိုရဲလို့ထိုင်းဝင်ကြီးချုပ်ပီတောင်တန်ရှင်နာဝတ်ထရာကပြောပါတယ်။ထိုင်းနိုင်ငံရဲ့မွေးရင်စေဝါတိုက်ဖြတ်ရေးမှာအထောက်အကူဖြစ်စေနိုင်တဲ့သတင်းပေးမှုတွေကိုအခြေခံပြီးထိုင်းရဲ့တပ်ဖွဲ့ကမွေးရင်စေဝါဖမ်းဆီးရရှိမှုတွေလှုံ့ဆော်ခဲ့တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့မူရင်းစေဝါထုတ်လုပ်မှုအခြေအနေပေါ်သက်ဆိုင်ရဲ့အကြံပြုချက်ကိုဒမတ်စကတ်တက္ကသိုလ်အရှိတောင်အာရှလေးလာရေးဌာနမှသူတည်တည်တွဲဖက်ပါမောက်ကကထောက်ခံခဲ့ပြီးဝါတပ်ဖွဲ့ကထိုင်းနိုင်ငံအတွက်ချင်းချမှုတစ်ခုလို့ပြောဆိုလိုက်ကြောင်းသတင်းမှာဖော်ပြပါရှိပါရဲ့ရှင်